โอเคအားလုံးပဲမင်္ဂလာပါကျွန်တော် happy design နေပြန်လဲပြီးတော့ကြိုဆိုပါတယ် essential retouching ပေါ့เนาะအဲ့ဒါရဲ့ဒီ adjustment layer နည်းနည်းပဲပါပေါ့เนาะအဲ့ဒါအဲတင်ဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ကြည့်အောင်ပေါ့เนาะအဲပရမဇုန်အနေနဲ့ကျွန်တော်တို့ healing brush ဆိုကျွန်တော်တို့ကြည့်လိုက်မယ် အဲခုနောက်ပိုင်းပါလာတဲ့ဟာက6ခုတောင်ရှိတယ်ပေါ့နော်6ခုတောင်ရှိတယ်ဆိုတော့ကျွန်တော်တို့အဓိကအနေနဲ့ essential အနေနဲ့ကျွန်တော်တည်ထားမှာကြတော့ဒီ spot healing brush ပေါ့နော်ကျွန်တော် watch channel တွေဖြောက်တဲ့ဟာပေါ့နော်အဲဥပမာကျွန်တော်ဒီပုံကိုကြည့်မယ်ဆိုရင်ကျွန်တော် zoom ဆဲလိုက်ရပေါ့နော် zoom နဲ့ကျွန်တော် zoom ဆဲလိုက်တယ်ပြီးရင်ကျွန်တော် healing brush J ပေါ့နော်ကျွန်တော် spot healing brush ကိုအရင်ယူလိုက်မယ် okay ဒီနေရာမှာ ကျွန်တော် breast size size ကနည်းနည်းသေးတဲ့ခါကျကျွန်တော်ထပ်ကြီးလိုက်မယ်ပေါ့နော်ဒီမဟုတ်ရင်လည်းဒီ size နေရာမှာကျွန်တော်ချိန်လို့ရတယ် okay ဒီဟာချုံပြီပေါ့နော် okay အဲ့ဆိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay အဲ့ဆိုပျောက်သွားပြီသူကဘေးမှာရှိတဲ့ဟာနဲ့အနည်းဆက်ဆုံးအကောင်းဆုံးဖြစ်အောင်သူပြင်ပေးထားပေါ့နော် okay ဒီနေရာမှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay ဟုတ်နော်ညမနေနေသေးလိုက်မယ် โอเคကျွန်တော်လိုချင်တဲ့တန်ရပြီကျွန်တော်တို့ဒီနေရာမှာအဲ healing brush တူရှိသေးတယ် healing brush တူရကြတော့ကျွန်တော်တို့ alter key ကိုဖြည့်လိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာ put လိုက်တယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်ကျွန်တော်နေလိုက်တယ်ပေါ့နော်ဒီနေရာမှာ plus လေးပေါ်လာတယ် plus လေးပေါ်လာတယ်ဆိုရင်ဒီ plus ကသူကကျွန်တော်တို့ဖြည့်မဲ့နေရာကိုဒီ plus ရှိတဲ့နေရာနဲ့သူက လုပ်ပေးတာဥပမာပေါ့နော်ကျွန်တော်ဒီနေရာကိုကလစ်တစ်ချက်နှိပ်လိုက်မယ်ဟောနော်ကျွန်တော်တို့လိုချင်တဲ့နေရာကိုပြန်ပြန်ပြီးတော့ထောက်ရတယ်ပေါ့နော်နည်းနည်းလေးတော့ကျွန်တော်ထောက်မဲ့နေရာပေါ့နော်ဒေချာကြည့်ရမယ်ဟင်း Okay အဲ့ဆိုရင်ကျွန်တော်လိုချင်တဲ့အတိုင်းရတယ် Okay အဲ့ဆိုရင်ကျွန်တော်တို့ပတ်သူကိုကြည့်ရအောင်ပေါ့နော်ဒီမှာပေါ့နော်ပတ်သူကိုနှိပ်လိုက်ပြီဆိုရင် ဒီမှာအာပါတဲ့နေရာလေးတခုယူဟိုလိုမျိုး icon လေးတခုရှိရဒီနေရာမှာကျွန်တော်ကြိုက်တဲ့နေရာပေါ့နော်ကြိုက်တဲ့နေရာနဲ့ကျွန်တော်ပြောင်းလို့ရတယ်ဒီမှာ2နဲ့2ဆက်ဆုံးပေါ့နော် okay ဒီမှာဒီလိုဖြောက်လိုက်မယ်ပေါ့နော် okay အဲ့ဆိုရင်လူကမရှိတော့ဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တို့လိုချင်တဲ့အတိုင်းပေါ့နော်ဆိုတော့ ဥပမာဒီကားနဲ့ကျွန်တော်ဖြောက်ကြည့်လိုက်မယ်ပေါ့နော်โอเค तू อ่ะဘယ်လိုမျိုးလဲဆိုတော့အဲဒီ तू အနီးနားမှာရှိတဲ့ color တွေတိုင်း तू အလင်းအမောင်တွေရစအကုန်လုံး तू ချိန်ပေးရပါเนาะ content aware feel ကကြတော့ဥပမာပေါ့เนาะကျွန်တော်ဒီဟာကိုယူလိုက်တယ်ယူပြီးတော့ move လုပ်လိုက်မယ်ပေါ့เนาะ မှာပွားလိုက်မယ်โอเค move လုပ်လိုက်ပြီဆိုရင် तू ကထဲလိုက်တဲ့နေရာပေါ့နော်ကျွန်တော်တို့ချွေးလိုက်တဲ့နေရာမှာ तू ကအဆင်ပြေအောင် तू အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်အဲ तू ကရွှေ့ပေးထားတယ် quantum wave view နဲ့လိုက်တယ်ဒီမှာဖြေးလိုက်တယ်မှာ तू ကနေရာရွှေ့သွားတယ်ကျွန်တော်တို့ပုံတွေပြင်တဲ့ခါမှာဒီဟာလေးတွေက ဟိုဒီအရှုပ်ရှင်းတယ်ပေါ့နော်တကယ်လေးရှုပ်တဲ့ဟာတွေဆိုရင်ကျွန်တော်ပြန်ပြီးတော့ရှင်းတဲ့ဟာမျိုးမှာကျွန်တော်တို့တော်တော်တုံးဝင်တယ်ပေါ့နော်ဘလတ်သူးရှိကြပေါ့နော်ကျွန်တော်တို့ဘလတ်သူးကိုကျွန်တော်ယူလိုက်တယ်မှတရား strength ကိုကျွန်တော်တရားထားကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတုံးလေးဒီမှာနေလိုက်တယ်ဒီမှာ before and after ကြည့်လိုက်မယ်ပေါ့နော်ဒီမှာကြည့်လိုက်ရှင်းနေရပေါ့နော်ဒီမှာじゃဝါသွားအဲများသောအားဖြင့်တိတ်ပြီးတော့မတုံးကြဘူးပေါ့နော် ရှာပန်းကြတော့ခုနဗလားနဲ့ဆန့်ကျင်ပဲပဲကျွန်တော်တို့နည်းနည်းလေးဗလားတဲ့ဟာပေါ့နော်ဥပမာခုနကျွန်တော်ဗလားလုပ်ထားတဲ့ဟာပေါ့နော်ဒီနာနည်းနည်းလေးဗလားတယ်ပေါ့နော်အော်အဲ့ဒါကိုကျွန်တော်ရှာပန်းလုပ်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာကြည့်လိုက်ပြန်ပြီးတော့ကြည်သွားတယ်ဒီ smart ကြတော့ကျွန်တော်တို့အဲနည်းနည်းလေးကတ်တွန်းလိုမျိုးပေါ့နော်အဲ့ဒါမဟုတ်ရင်ကျွန်တော်တို့ဒီနည်းနည်းလေးပိန်တဲ့ဟာမျိုးဝါးတဲ့ဟာမျိုးတို့ကျွန်တော်တို့ဟို ပြန်ပြီးတော့လုပ်တဲ့ဟာ graphic လည်းတော်တော်စားတယ်ကျွန်တော်ကာတွန်းဘာညာလုပ်လို့ရဒီကကြတော့ဒီ liquefying ဒီ filter တဲ့ liquefying နဲ့နည်းနည်းတူတယ်ပေါ့နော်အမဲသိပြီးတော့မတုံဖြစ်ပါဘူးဒီ၃ခုကကြတော့ဒီအရင်ပြောပြရအောင်ပဲရှိတယ်သိပြီးတော့မတုံဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ဖြည့်လိုက်တဲ့နေရာတွေကိုသူက highlight ဖြစ်အောင်လုပ်ပေးတယ်ဒီ exposure နေရာမှာကျွန်တော်တို့အဲကြိုက်သလိုထားလို့ရဥပမာ50ပဲထားလိုက်တော့မယ်ဒီမှာပေါ့နော် ျွန်တော် highlight ဖြည့်ခြင်းတဲ့နေရာပေါ့နော် highlight ဖြည့်ခြင်းတဲ့နေရာတွေကိုကျွန်တော်တို့ highlight ဖြည့်လိုက်တယ်ဒီတိုင်းဆိုရင်နည်းနည်းများတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ဒီနေရာမှာ opacity ကိုကျွန်တော်တို့ show လိုက်မယ် okay 25လောက်ထားကြည့်လိုက်မယ်မကြည့်လိုက် before yeah after ပေါ့နော် photo retouch လုပ်တဲ့နေရာမှာတော်တော်လေးတော့သုံးဝင်နေဟာပါတယ် region brand ပါเนาะ brand ကကြတော့ဘယ်လိုမျိုးလဲဆိုရင်သူ့မှာနာမည်အတိုင်းပါပဲသူကအာ shadow တွေကိုထပ်ပြီးတော့ဟိုထပ်ပြီးတော့မောင်းနေရပါဗောโอเคအဒီစပုန်တိုးကကြတော့ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့အာ option တစ်ခုရှိတယ်ဒီအပေါ်နေရာမှာပေါ့နော်ဒီမှာကြည့်လိုက်ရင် saturation ရှိတယ် situation တင်လိုက်တယ်ပေါ့နော်ဆိုတော့အဲအဲ့ဒါအောင်မှကျွန်တော်တို့ဒီဒီ situation ရှိသေးရယ်ပြန် short တဲ့ဟာကျွန်တော်တို့ situation တင်မလား short မလားပေါ့နော်အဲ့ဒီခုရှိတယ် test လုပ်တဲ့နေရာမှာတုံးတယ်ဒီ image နေရာမှာကျွန်တော် adjustment ရှိတယ်ဒီနေရာမှာ level ဆိုပြီးတော့လည်းခေါ်လို့ရတယ်အရှိမပြောခဲ့သလိုပေါ့နော်ကျွန်တော်ဒီမှာ chain လို့ရတယ်ချိန်တာအတူတူပဲအကုန်လုံးကအတူတူပဲဒါပေမဲ့ကျွန်တော်တို့ ချိန်ပြီးတဲ့ဟာကကျွန်တော်ဒီပုံပေါ်မှာတစ်ခါ fix လုပ်တဲ့ဟာကြတော့အဆင်မပြေဘူးပေါ့နော်ဥပမာကျွန်တော်ပြန်သွားခြင်းတယ်အဲ့ဒါမဟုတ်ရင်ကျွန်တော် original အတိုင်းလုပ်ခြင်းတယ်ဆိုရင်အဲမရတော့ဘူးလိုမျိုးဆိုတော့ကျွန်တော်တို့ဒီအောက်ကပေါ့နော်ဒီ adjustment layer နေရာမှာအဲကျွန်တော်တို့သွားလိုက်မယ်ဒီနေရာမှာကျွန်တော် level ရှိတယ်ပေါ့နော်ဒီနေရာ level ယူလိုက်မယ် level ယူပြီးဆိုရင် तू ကဒီ adjustment layer ကလေယာတစ်ခုအနေနဲ့ထွက်လာတယ်ပေါ့နော်ဒီအောက်ကနေယူရင်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ ဒီ share တို့နေရာတွေကိုကျွန်တော်တို့ထပ်ပြီးတော့မောင်းလိုက်မယ်အဲပြီးရင်ဒီ highlight နေရာပေါ့နော် highlight နေရာတွေကိုထပ်ပြီးတော့လင်းလိုက်မယ် okay ဒီနေရာမှာ mid tone ပေါ့နော် mid tone တွေကိုကျွန်တော်တို့ထပ်ပြီးတော့မောင်းမလားအဲ့ဒါမဟုတ်ရင်ထပ်ပြီးတော့လင်းမလားပေါ့နော် okay ရပြီအဲ့ဆိုရင်ကျွန်တော်တို့ before and after ကြီးလိုက်မယ်ပေါ့နော် โอเคဒါ before ပါเนาะဒီဟာ after ဒီဟာကကျွန်တော်တို့ highlight ရှိတယ်အဲ mid ထုံးရှိတယ် share လို့ရှိတယ်အဲ့၃ခုနဲ့ပဲကစားဒီ cough ကကြတော့ဘယ်လိုမျိုးလဲဆိုရင်ခုနလိုမျိုးပဲအတူတူပဲဒါပေမဲ့ဒီဟာကြတော့ဒီမှာ highlight ရှိတယ်ဒီမှာ share လို့ရှိတယ်ဒီဟာကြတော့ဒီနှစ်ခုပဲရွေးထားတယ်တကယ်လို့များကျွန်တော်တို့ share လို့မဟုတ်တဟုတ်ပေါ့နော်အဲ့လိုပြောရမလားကျွန်တော်ကြိုက်တဲ့နေရာကျွန်တော်ကုပ္ပတာကိုထပ်ပြီးတော့ချိန်လို့ရတယ် ဟောနာအဲသူ့မှာဒီကြားထဲမှာကွာကျွန်တော်လိုချင်တဲ့နေရာကိုကျွန်တော်လိုချင်တယ်လို့အဲကြိုက်တယ်လို့ချိန်လို့ရတယ် craft ကကြတော့ level ထက်စာရင် ပို့ပြီးတော့ option ပုံများတယ်ပြောရမှာပေါ့ဒီမှာတကယ် high လက်အဖြစ်ဆုံးနေရာလဲမဟုတ်ဘူးပေါ့နော်အဲဒီနေရာလေးကိုကျွန်တော်တို့ကြိုက်တယ်လို့ချိန်လို့ရဒီနေရာမှာ share အဲ့လိုမျိုးပေါ့နော်ကျွန်တော် before and after ကျွန်တော်ပြန်ကြည့်နိုင်မယ် before ပေါ့နော်နည်းနည်းလေး ညိုးနေရအဲ့လိုမျိုးပေါ့နော်နေရာကြလင်းလင်းသွားဆော့ဖော်လိုတွေဆိုရင်သူတို့ယူနီဖောင်းဝတ်ထားတယ်ဒါပေမဲ့သူတို့ယူနီဖောင်းကာလာ ကကျွန်တော်တို့ကုမ္ပဏီကျွန်တော်တို့လိုချင်တဲ့ကာလာမဟုတ်ဘူးအဲ့လိုမျိုးပြောင်းတဲ့နေရာမှာလည်းအတုံးဝင်နေပေါ့နော်ဒီနေရာမှာဒီ human situation ကြတော့ဒီမှာอืมဒီ master ရှိရဲ့ဒီမှာ color တွေအများကြီးပေးထားရပါတော့ ဒီနေရာဒီဟာနဲ့ကျွန်တော်ထောက်လိုက်တဲ့ကာလာရဲ့အနည်းဆက်ဆုံးကာလာကိုသူသူပြပေးရဲ့ဥပမာဒီဟာဆိုရင်မျက်နှာမှာဆိုရင်သူ red တွေများတဲ့ခါကျတော့သူ red red ကိုပဲဒီမှာချေပေးချိန်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော် angle ကိုထောက်လိုက်ပြီဆို yellow ပေါ့နော် yellow ကျွန်တော်အဲ့ဒါဘယ်လိုချိန်ရမလဲဆိုရင်ဒီနေရာမှာ hue ရှိတယ်ဒီနေရာမှာကျွန်တော်လိုချင်တဲ့ကာလာရအောင်ပေါ့နော် saturation ကိုနည်းနည်းလေးโอเค လောက်ဆိုရရပေါ့နော်ဘာလို့လဲဆိုတော့ဒီအနောက်ခံအပန်းရောင်နဲ့လည်းနည်းနည်းလေးထင်ဟတ်နေရမျိုးပေါ့နော်ဆိုတော့နေရာကကျွန်တော်တို့ဒီ slider ချိန်လိုက်ရုံပဲပေါ့နော်ကျွန်တော်လိုချင်တဲ့ color ကိုရေးလိုက်တယ်ရေးပြီးတော့ဒီ slider ကိုချိန်တယ် slider ချိန်ပြီးတော့ဒီ slider နေရာမှာကျွန်တော်လိုချင်တဲ့ color ရအောင်ပေါ့နော်ကျွန်တော်တို့ဒီ situation ရဲ့ lightness ရဲ့အဲ့အဲ့၃ခုကိုကျွန်တော်ချိန်လိုက်ရုံပဲ black and white ပြောင်းတဲ့ဟာကြတော့ဒီမှာလွယ်တယ်ဒီ adjustment layer ယူလိုက်ဒီမှာ black and white ပြောင်းလိုက်ရုံပဲအဲ့ဒါပြောင်းပြီးရင်ကျွန်တော်တို့ကျွန်တော်ဒီမှာ filter တွေလည်းရှိရယ်ပေါ့နော်အာကျွန်တော်တို့ကြိုက်တဲ့ black and white ကိုမှကြိုက်တဲ့ filter နဲ့ကျွန်တော်တို့လုပ်လို့ရတယ်အာအဲ့ဒါမဟုတ်ဘူးโอเค ဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ black and white ကိုမှကျွန်တော်တို့ကြိုက်သလိုထပ်ချိန်လို့ရသေးတယ်ပြီးကြရင်ကျွန်တော်တို့ filter တွေလည်းတွန်းလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ adjustment layer မှာအဓိကတည်ထားမယ့်အချက်တွေဟာဒီအချက်တွေပဲပေါ့နော်အာကျန်တဲ့ဟာတွေတော်တော်များများတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ essential ဖြစ်တဲ့ဟာတွေပဲကျွန်တော်တို့သင်ပေးသွားရပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီသင်ခန်းစာကတော့ဒီလောက်ပဲပေါ့နော်အကုန်လုံးပဲကျေးဇူးတင်ပါတယ်လို့